HyperOS အကြောင်းပြောပြပါမယ်။အကျိုးရှိရင် Line နဲ့ Follow လုပ်ခဲ့ပါ။အမြန်နှုတ်မြင့်ပြီးတုတ်ပြန်မှုမြန်တဲ့အကြောင်းပြောရရင် စနစ်အစ်တစ်ခုဖြစ်တဲ့ Bella Freeman Walk ကိုအသုံးပြုထားလို့ application တွေဖွင့်တာ scroll လုပ်တာတွေအထိပိုပြီးညင်သာမြန်ဆန်ပါတယ်။ Battery ခံအားပိုတောင့်တဲ့အကြောင်းပြောရရင်နောက်ခံလှုပ်ဆောင်မှုတွေကိုအလိုလျောက်ထိန်းကြီးပေးတဲ့အတွက်မိအားသုံးဆွဲမှု short ချပေးပါတယ်။ အလှဆင်ဒီဇိုင်းအသစ်ဖုံးပိတ်မျက်နှာပြင်ထိန်းချုပ်ပကံအိုင်ကွန်စတာတွေကိုနူးညံ့ပြီးမျက်စိချောစေတဲ့ပုံစံအသစ်နဲ့ပြင်ဆင်ထားပါတယ်။ IA စွမ်းအင်ပို့ပြီးပါဝင်မှုအကြောင်းပြောရရင်အတန်ဖြစ်ညွန်ကြားနိုင်တဲ့ accident အလိုလျောက်ပြန်စားပေးခြင်းတပ်ပုံအလှပြင်ခြင်းစတဲ့စမတ်လုံဆောင်ချက်တွေပါဝင်လာပါတယ်စမတ်စနစ်တွေအတူချိတ်ဆက်နိုင်မှုအကြောင်းပြောရရင် ဖုန်း tablet နဲ့ television စတဲ့ရှာမီပစ္စည်းတွေကို hyper os ထဲမှာတနေရာတဲကချိတ်ဆက်အသုံးပြုနိုင်ပါတယ် လုံခြုံရေးပုံမှုကောင်းမွန်အကြောင်းပြောရရင်တုံးဆွဲသူအချက်လက်တွေကိုအချက်လက်ကာကွယ်စနစ်အစ်စ်နဲ့တင်စီပေးပြီးလုံခြုံမှုပုံမှုတိုးတက်အောင် ပြုလုပ်ထားပါတယ်အဆုံးထိနားထောင်ကြည့်ရှုပေးတဲ့ကျေးဇူးပါခင်ဗျာ